တောင်ကြီးမှာငလင်လှုပ်လို့တိုက်ပြူရဲဆိုတဲ့ရုပ်သက်ဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ် Facebook account တစ်ခုကနေ April 14ရက်နေ့မှာမပြီးသေးဘူးထင်တဲ့သတိထားကြအောင်အိမ်ထဲမှာမနေကြပါနဲ့လို့ရေးသားပြီးရက်စွဲကို April 15ရက်နေ့ညစွဲနဲ့ဖြန့်ဝေထားတာပါဖိုင်ထဲမှာတော့ငလင်လှုပ်ခတ်သွားပြီးတိုက်တလုံးပြူသွားတဲ့အကြောင်းပြောနေတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ရှုမှုတသန်းကျော်ရှိနေပြီးတိုင်းနှက်သူ2800ကျော်နဲ့ပြန်လည်မျှဝေမှု9000ကျော်ရှိနေပါပြီ။မြစည်းမကဒီဖိုင်ကိုအချက်လက်စစ်ဆေးခဲ့ရမှာတော့ဖိုင်ဟောင်းဖြစ်ကြောင်းတွေ့ရပါတယ်။ ထမဆုံးဒီဖော်ပြမှုဟာရက်ဆွဲမကင်ညီပါဘူးရုပ်သံဖိုင်ကို14ရက်နေ့မှာဖော်ပြပေးမယ်ဖိုင်ပေါ်မှာရက်ဆွဲကို15ရက်လို့ရေးထားတာကိုတွေ့ရပါတယ်ရုပ်သားဖိုင်ထဲမှာ TikTok အကောင့်အမည်ပါဝင်ပြီးဒီအမည်နဲ့ရှာဖွေတဲ့အခါမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တောင်ကြီးမြို့မြို့လေကောင်ကအဆောက်အဦပြိုကျတာကိုရိုက်ကူးထားတာကိုတွေ့ရပါတယ်။အခုပြည်နယ်နေရဲ့ရုပ်သားဖိုင်ကလည်းမလ28ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်အဆောက်အဦပြိုကျမှုပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမြင်းကလေးငယ်လေးလှုပ်ခတ်ခဲ့ပြီမဲ့တောင်ကြီးမှာတိုက်ပြူလောက်တဲ့ထိငလင်းလှုပ်တာမရှိခဲ့ပါဘူး။ဒါကြောင့်ဧပြီ15ရက်နေ့ကမြန်မာနိုင်ငံတောင်ကြီးမြို့မှာငလင်းထက်လှုပ်တယ်ဆိုတဲ့ရုပ်သံဖိုင်ဟာဖိုင်ဟောင်းကိုရက်ဆွဲထည့်ပြီးပြန်လည်ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ် လောကောမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးဖို့ဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝူတင်ခြင်းဖြင့်ပုံနိုင်ကြပါမယ်။